ဒါအစီအစဉ်လေးစပါမယ်။နံပါတ်1ကတော့တနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာကိုစပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာမှာကြတော့သူကကံကြမ္မာလှဲဘိန်းဆိုတဲ့နာမည်ကြတော့နော်။ကံကြမ္မာလှဲဘိန်းဆိုတာကတော့ကောင်းသောအပြောင်းလဲတွေဖြစ်တာကိုညွှန်ပြတာပေါ့။အဲ့တနင်္ဂနွေသားသမီးတွေကဒီကရမှာအလုံးနဲ့ပတ်သက်ပြီးတော့တဲ့။ကောင်းတဲ့အပြောင်းလဲတွေဖြစ်တတ်တာပေါ့။အဲ့လက်ရှိအလုပ်ကနေထွက်မယ်။တခြားအလုပ်ကို ပြောင်းမယ်အဲ့လိုမျိုးစဉ်းစားနေတဲ့သူတွေအတွက်အတူကောင်းတာပေါ့ တော့အလုတ်ကိုင်းနေရာထိုင်ခင်းအပြောင်းလဲတွေဖြစ်တတ်တယ်အဲ့ဒီအပြောင်းလဲတိုင်းအပြောင်းလဲတိုင်းရတော့ကောင်းဖို့အတွက်ပြောင်းလဲတဲ့အပြောင်းလဲမျိုးဖြစ်တတ်တယ်နောက်သူ့ရဲ့နမိတ်ကကြတော့ကံကြမ္မာလဲဘင်းဟာကာလကြာကြီးထင်းငေါ်နေတယ်ကြံ့ကြာနေတယ်ရောင်းရေးဝယ်တာကိစ္စတွေအားအမြန်ဆုံးပြန်ပြီးတော့အဆင်ပြေနိုင်တဲ့ကံကြမ္မာမျိုးဖြစ်ပါတယ်ပြောချင်တာတော့ဘာလို့လို့ဒီကာလအပြောင်းလဲတွေကြုံရင်တော့မအဲ့ဒီအပြောင်းလဲတိုင်းအပြောင်းလဲတိုင်းဟာကောင်းတယ် ခလောက်ကန်နေရာနိုင်ငံအပြောင်းလဲတွေကောင်းတယ်နိုင်ငံအပြောင်းတွေကောင်းတယ်နေရာတစ်ခုကနေတစ်ခုကိုအပြောင်းလဲတွေကောင်းမယ်စီးပွားရေးလုပ်ငန်းတစ်ခုကနေတစ်ခုကိုပြောင်းလဲပြီးတော့လှုပ်ဆောင်ခြင်းတွေကံတရာကောင်းပါတယ်။နောက်ထင်းငော့နေတာတွေကြန့်ကြာနေတာတွေရပ်တန့်နေတဲ့ကိစ္စတွေစတင်လဲပတ်တတ်တဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်။ဒါကြောင့်တနင်္ဂနွေသားသမီးတွေအတွက်ဒီကာလမှာဆိုရင်တော့ကိုကဟို တချို့လုပ်ငန်းတွေပေါ့နော်အကြံစီတွေရပ်တန့်နေတာတွေရှိတယ်အဲရပ်တန့်နေတဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာတိတိတသာအကျိုးပေးသွားတာတွေကံကောင်းသွားတာတွေပြီးတော့လေပတ်တာပေါ့ဆက်ပြီးတော့လေပတ်လာတယ်အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်အလုပ်ကံတွေကောင်းတယ်နံပါတ်1ကဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့နိမိတ်မှကြတော့ The Empire ဆိုတဲ့နိမိတ်ကြတာပေါ့နော်ဒီနိမိတ်ကကြတော့ဘာအောင်ညွှန်ပြတာလဲဆိုတော့ तू ကဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့အခက်အခဲလေးတွေကြုံတတ်တယ်အကြက်တဲလေးတွေကြုံတတ်တယ် တပြိုသားချင်းကိုအကြောင်းပြုပြောပူပန်တော့ကစိတ်ညစ်စရာအ ਨੇ ချင်းတော့ကြုံလာတတ်တယ်နည်းနည်းဘွားပေါ့အရန်စိုးစိုးရွားရွားကြီးတော့မရှိပါဘူးဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးအဓိကတော့ငွေကုန်ကြီးကြများတတ်တဲ့အချိန်ကာလမျိုးဖြစ်တတ်ပါတယ်ဒါဆွေမျိုးသားချင်းအကြီးကလေးကိုအကြောင်းပြုပြီးတော့စိတ်ညစ်ရတာမျိုးလေးတွေကြုံလာတတ်တယ်နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံကြမ္မာမှာဆိုရင်တော့ The Star တဲ့ဒူဝင်ဂျန်နမိတ်ပေါ့နော်ဒူဝင်ဂျန်နမိတ်ကကြတော့ထွန်းလင်းတောက်ပါတာပေါ့ တော့လူချစ်လူခင်များမယ်တဲ့ပေါင်းစင်းဆက်ဆံရေးတွေအဆင်ပြေမယ်တဲ့လူအများကြီးချစ်ခင်မှုတို့လေးစားမှုတို့တန်ဖိုးထားမှုတွေကိုရရှိတတ်တဲ့အချိန်ကာလဖြစ်တယ်။နောက်တရင်းလေသားသမီးတွေငွေချင်းနဲ့ပတ်သက်တဲ့ကံတရားနဲ့ပုံနာပါကွန်သောဟာမစ်ဆိုတဲ့နာမည်ကြတာပေါ့နော်။ဟာမစ်ကတော့ယတိသူတော်တင်တစ်ပါးရဲ့သင်္ကေတနာမည်ဖြစ်တာ။အဲ့တော့သူကယသေးရတော့မိရင်ကိုခြင်ထားပြီးတော့လမ်းကြောင်းမှန်ကိုရောက်စီတယ်ဆိုတော့ညွှန်ပြတယ်သင်္ကေတနာမည်ဖြစ်ပါတယ်။ အဲ့တော့ဟာမဲနမိတ်ကကြတော့အဓိကတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဘဝမှာကံကြမ္မာကောင်းတွေကြုံမယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရခြင်းတွေကြုံမယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပန်သောကကင်းဝေးခြင်းတွေကြုံမယ်ရစရာရှိတဲ့ငွေတွေ ချောချောမောမောရတတ်တယ်ပေးစရာရှိတဲ့ငွေတွေချောချောမောမောပြန်ပြီးတော့ပေးဆက်နိုင်မဲ့ကံစားတာမျိုးရှိတယ်လိုလိုနေနဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကုညီဖိမမှုတွေရပြီးတော့ အဆင်ပြေခြင်းတွေကြုံရတတ်တာပေါ့နော်တော်တော်လေးကောင်းပါလေအဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်ဒီကာလမှာဆိုရင်နံပါတ်၁ကအလုတ်အကိုင်းအထူးကောင်းတယ်။နံပါတ်၂ကငွေကြေးနဲ့ပတ်သက်ပြီးတော့ကံစားတာအထူးကောင်းပါလေ။နောက်ကျမ်းမာရေးကျမ်းမာရေးကြတော့သမွန်ဆိုတာလာမင်းဆန္ဒဆိုတဲ့နမိတ်ပေါ့နော်။လာမင်းဆန္ဒကြတော့မမျော်လင့်မဲ့တနင်္ဂနွေသားသမီးတွေဟာဆေးုံဆေးကန်းဒီမှာရောက်ပြီးတော့ခွဲစိတ်ကုသခံရခြင်းတွေကြုံတွေ့ရတတ်ပါလေ။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ၊သင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာထူးထူးခြားခြား အောင်မြင်မဲ့ကံစာတာမျိုးရှိတယ်အခြေအနေနဲ့ပတ်သက်တဲ့ကံစာတာမှာကြတော့ the agree ပေါ့နော် agree ဆိုဗေယမနမိတ်ပါပဲဗေယမနမိတ်ကကြတော့ကံစာတာကောင်းတာပေါ့အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်ကံစာတာကောင်းခြင်းတဲ့ကိုချစ်သူနဲ့ကိုနဲ့စေတ္တကြောင့်လားကိစ္စတွေမင်္ဂလာကိစ္စတွေမှာအောင်မြင်မှုရတတ်တယ်ချစ်သူကအကျိုးပေးတာပေါ့နော်ချစ်သူကတော်တော်လေးအကျိုးပေးတယ်အိမ်အောင်ဘက်တွေအကျိုးကျေးဇူးကိုခံစားရတတ်တယ်အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်တော့ တနင်္ဂနွေသားသမီးတွေရဲ့ကံကြွားမှာအမနမကောင်းသောကံစားတာမျိုးတွေရှိတတ်ပါတယ်အဲ့တော့ပြောချင်တာကတနင်္ဂနွေသားသမီးတွေရဲ့ကံစားတာဒီအကောင်းများတယ်လို့ပြောရမှာဖြစ်ပါတယ်နော်အဓိကတော့အပြောင်းလဲတွေဖြစ်မယ်အဲ့ဒီအပြောင်းလဲတိုင်းအပြောင်းလဲတိုင်းရတော့ကောင်းသောအပြောင်းလဲတွေဖြစ်မယ်နံပါတ်1ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေပြည်လည်သွားဖို့ရှိပါတယ်နောက်တနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အကြောင်းဆိုရင်သူကအဝါရောင်နဲ့အဖြူရောင်နဲ့အကျိုးပေးပါလေရွှေဝါရောင်ရဲ့အဖြူရောင်ရဲ့ကောင်းတယ် နောက်၅ဇာနှစ်ဆုံးလို့နှစ်ဇာ၅ဆုံးလို့စတဲ့နံပါတ်တရားကြတော့တနင်္ဂနွေသားသမီးတွေအတွက်ကံကောင်းစေတဲ့အကျိုးပေးကောင်းတဲ့ lucky နံပါတ်တွေဖြစ်ပါတယ်။နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမောဟင်ခါတဲ့ကတ်လို့ပူဇော်ပြီးတော့ဆုတောင်းပါတနင်္ဂနွေသားသမီးတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံစားတာအញ្ញံခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာစံတရရှိစေမှာဖြစ်ပါတယ်။